မြန်မာနိုင်ငံအနေနဲ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစီးရင်ကနေလွတ်မြောက်ဖို့အတွက်2018ခုနှစ်မှာအစစ်အစေးခံမှာဖြစ်ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေဖိပို့ထားတာပါလို့မလာ24ရက်နေ့ပြည်အောင်စုလွတ်တော်မှာ2045ဘန်နာရေးနဲ့ဒုတိယ6လပိုင်းအမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီအစဉ်ခံစားအပေါ်ကိုစလဲရိုးရဲ့ဆွေးနွေးချက်တွေကိုအမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာကန်စော်ကပြန်လည်ရှင်းလင်းရမှာပြောဆိုလိုက်တာပါ ကျွန်တော်တို့ဟာဒီ LDC မှလွမြောက်ခြင်း graduation from LDC အဖွဲ့အနေနဲ့စနစ်တကျ LDC မှလွမြောက်ဖို့အတွက်ဆောင်ရွက်လက်ရှိပါဒီလိုဆောင်ရွက်လက်ရှိတဲ့အချိန်မှာတောင်မှကျွန်တော်တို့ဟာလာအိုနိုင်ငံနဲ့အတူတူပဲကျွန်တော်တို့လာအိုနိုင်ငံကကျွန်တော်တို့ရဲ့ဆော့ပြီးတော့တင်ပြတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စစ်စစ်ခံမှုက2018ခုနှစ်လောက်မှစပြီးစစ်စစ်ခံမှာဖြစ်ပါတယ် ီစစ်ခံမှု၃နှစ်ကြာမှဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာအစောဆုံးဟာ2020 21မှာသာလေကျွန်တော်တို့ဒီဟာကို LDC graduation from LDC ကိုစတင်ဆောင်ရွက်တိုင်မဲ့အခြေအနေရှိပါကြောင်းကိုကျွန်တော်အနေနဲ့လေးစားစွာတင်ပြပါတယ်။မြန်မာနိုင်ငံအနေနဲ့1989ခုနှစ်ကတည်းကဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများစီးရင်ထဲမှာပါဝင်ခဲ့တာဖြစ်တယ်လို့ပြည်အောင်စုဝန်ကြီးကပြောပါရယ်လက်ရှိမှာတော့အဓိကညွှန်ကြိမ်သုံးခုတည်းကနှစ်ခုကတော့ပြည့်မီပြီဖြစ်လို့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကနေလွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂကိုတင်ပြထားတယ်လို့ဆိုပါရယ်ဒီလိုတင်ပြထားတဲ့အတွက်ကုလသမဂ္ဂကမြန်မာနိုင်ငံကိုအပွဲစီလို့ပြီးဆောင်ရွက်ရမယ့်လမ်းကြောင်းတွေကိုချမှတ်ပေးနေတယ်လို့ဒေါက်တာကန်စောကပြောပါရယ်ကျွန်တော်ညီပြုံးဝင်းမှာ